မိခင်ဆုံးသွားပြီမဲ့အခုလိုကြောင့်ရှိုးဝဲဖြောပြင်မဲ့အိမ်ချက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီအင်ဆိုင်ဒါဘေ့ချ်ကနေပြန်လဲကြိုဆိုလိုက်ပါရယ် အင်းချီရဲ့မိခင်ဖြစ်သူဒေါ်ဝါထူးကပြီးခဲ့တဲ့16ရက်နေ့မှာပဲဘဝတစ်ပါးကိုအကူပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ဒေါ်ဝါထူးကအသက်66နှစ်သာရှိသေးတဲ့အတွက်အရွယ်မတိုင်ခင်ကွယ်လွန်ခဲ့ရတာဆိုလဲမမှားပါဘူး။အသေးကင်ဆာရောဂါကိုခံစားနေရတာကြောင့်အခုလိုမြ мян ဆဆန်နဲ့ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။16ရက်နေ့မှာကွယ်လွန်သွားခဲ့တာဖြစ်တဲ့အတွက်18ရက်နေ့မှာတုတ်တန်မှာတကြိုသွားမှာဖြစ်ပြီးတော့22ရက်နေ့မှသာရက်လေတရားနာမှာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုဂျားရဲက16ရက်နေနဲ့21ရက်နေမှာအင်ချစ်ကရှိုးဝဲဖြော်ပြဖို့ရှိနေတာပါမိခင်ကဂျမ်းမကြီးမကောင်းတာကြောင့် ငွေတွေကိုအသေးအံရှာနေခဲ့တဲ့အင်ချစ်ကတရက်ပိုင်းမှာရှိုးဘယ်ရီကိုတောက်လျှောက်ဖျော်ပြနေခဲ့တာပါဒီရှိုးဘယ်ရီကလည်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစီစဉ်ထားခဲ့တဲ့ဘွဲတွေဖြစ်ပါရင်ပုံမှန်ဆိုရင်နိုင်ကြီးအတွင်းမှာအလုပ်တွေရှိရင်တောင်ဖျက်ကြပြီးတော့နိုင်ကြီးအတွက်သာအချိန်ကုန်ကြတာပါဒါပေမဲ့အင်ချစ်ကတော့အဲ့ဒီရှိုးဘယ်ရီကိုရက်ချင်းမှလည်းမဟုတ်သလိုသူ့ဘက်ကကတိဖြတ်မှလည်းမဟုတ်ပါဘူးမိခင်ဖြစ်သူရဲ့နိုင်ကြီးကြောင့်စိတ်အဆင်မပြေနေတဲ့ဂျားရဲကနေရှိုးဘယ်မှာဖျော်ဖြေသွားမှာပါလို့အသိပေးလာခဲ့တာဖြစ်ပါရင် အင်ချစ်ကဒီဆုံးဖြတ်ချက်ကိုတာဝန်ကြီးတဲ့တမိတယောက်ဖြစ်ချင်တာကြောင့်ဆုံးဖြတ်ခဲ့တာပါ မိခင်ဖြစ်သူဒေါ်ဝါထူကအင်ချစ်တဲ့တောင်အမှုပညာအလုပ်ပေါ်မှာအလေးထားပါတယ်အမှုပညာအလုပ်ကို မထီမဲမြင်ပြူတာလည်းမကြိုက်တယ်လို့ပွဲရီလက်ခံပြီးတော့ပြန်ဖြတ်တာမျိုးကိုလည်းလုံးဝမကြိုက်ပါဘူးဒါကြောင့်မို့လဲအင်ချစ်ကအမှုညာတတန်း20အတွင်းမှာပွဲလက်ခံပြီးတော့ပြန်ဖြတ်ဖူးတာဆိုလို့ငါးပွဲသာရှိပါတယ်ဒီပွဲကိုလည်းမဖြစ်မနေမို့လို့ဒါမဆိုပြစ်ခဲ့ရတာပါ မိခင်ဖြစ်သူက ပွဲတွေကိုလက်ခံပြီးတော့မှမသွားတာမျိုးကိုမကြိုက်တာကြောင့်လုံးဝကတိဖြတ်ခွင့်မရှိခဲ့ပါဘူး။ဒီနှစ်ပွဲလက်ခံထားတာကိုလည်းမိခင်ဖြစ်သူကသိပါတယ်။မိခင်ဖြစ်သူကပြီးခဲ့တဲ့တစ်ပတ်ကလေးကအရေးပေါ်ခန်းမာနေနေခဲ့ရတာပါ။အဲ့ဒီအချိန်မှာ ။တတိကရတလဲမရတလဲဆိုသလိုဖြစ်နေခဲ့တာပါ။ဒါပေမဲ့စိတ်ကအတိရှိချင်းဆိုပွဲဆိုဖို့နှစ်ပွဲရှိနေသေးရဲ့နော်လို့တဖွားဖွားပြောနေခဲ့တာပါ။သူ့ကိုပြုစုနေရင်လည်းအဲ့ဒီပွဲကိုအင်ချစ်တယောက်မစူလိုက်မှာကိုဆိုရင်နာကြောင်းပါ။ဒါကြောင့်မို့လဲမိခင်ဖြစ်သူကနေမကောင်းတဲ့ဇာတ်ရရနေတဖွားဖွားပြောနေခဲ့တာပါ။မိခင်ဖြစ်သူဒေါ်ဝါထူကအင်ချစ်ရဲ့အနုပညာသက်တမ်းတစ်လျှောက်လုံးဘေးနားနေအမြဲမပြတ်ရှိနေပေးခဲ့တာဖြစ်ပါရင်ဆိုတော့ပေါ့စအရွယ်တော်ကဆိုရင်လဲစင်ပေါ်မှာပရိသတ်တွေကိုမထီမဲမြင်လို့တယ်လို့ထ င်ရတဲ့အပြုအမူနဲ့တချင်းဆိုတာလိုအပ်ချက်ရှိတာမျိုးဆိုရင်ဆင်အောက်ကနေရောက်တာနဲ့မိခင်ဖြစ်သူကအင်းချစ်ကိုရိုက်ပြီးတော့ဆုံးမတတ်တာဖြစ်ပါတယ်။အင်းချစ်ရဲ့မိခင်ဖြစ်သူပုံသွင်းကောင်းတာကြောင့်အခုချိန်မှာအင်းချစ်ဆိုတဲ့နာမည်တစ်လုံးနဲ့အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့မိခင်ဖြစ်သူကွယ်လွန်သွားပြီမဲ့လဲဆုံးမစကားကိုလိုက်နာပြီးတော့ပွဲဟိုမဖြစ်ပဲဆိုသွားမှာဖြစ်ပါရင်나이အတွဲမှာ19ရက်နေနဲ့21ရက်နေကပွဲတွေကိုအင်းချစ်က မိခင်ဖြစ်သူဖြစ်စေခြင်းတဲ့အတိုင်းအနုပညာအပေါ်တံပိုးထားတဲ့သူပရိသတ်တွေကိုပေးထားတဲ့ကတိကိုအမြဲတည်တဲ့သူအဖြစ်ရည်တည်သွားမှာပါအင်းချစ်အတွက်တော့မိခင်ဖြစ်သူဆုံးရှုံးသွားတာကကြီးမားတဲ့အဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါရင်ဟိုးပြိုပေါက်ဆရွယ်လေးကတည်းကနေမကွယ်လွန်ခင်အချိန်အထိရှိုးပွဲတွေသွားလဲအတူဘယ်နေရာပဲဖြစ်ဖြစ်အတူတူသွားလာခဲ့တာမို့ပို့ပြီးတော့တန်ရုံးစင်ဖြစ်ရပါတယ် ိမ်အောင်ကြပြီးရကြအောင်မှမိခင်နဲ့မဝေးရခဲ့တဲ့အိမ်တစ်ထွက်ကတော့မိခင်မရှိရောဘူးဆိုတဲ့အသည့်ကိုအိမ်ချက်လက်ခံနိုင်ဖို့အချိန်တစ်ခုယူအောင်မှဖြစ်ပါရင်ပရိသတ်ကြီးရောအိမ်ချက်ရဲ့ဆုံးဖြတ်ချက်အပေါ်ဘလို့မြင်လဲကွန်မလီထဲမှာဖြည့်ခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်